အားလုံးပဲမင်္ဂလာပါဒီပြိုလေးမှာကျွန်တော် share link လုပ်ပေးချင်တာကတော့ကျွန်တော်တို့ Facebook ပေါ်ကပတ်စံလိုချင်နေဆိုရင်ဒီအချက်တွေကိုအခြေခံအနေနဲ့ number 1အနေနဲ့ပေါ့နော် လုံးဝသိထားဖို့လိုအပ်တယ်ကျွန်တော်တို့ Facebook page ကိုဝယ်ပြီးတော့ run ချင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ Facebook page ပေါ့နော် page ပဲဖြစ်ဖြစ်အကောက်ကနေပြီးတော့ page ပုံစံပြောင်းလာတာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ Facebook ပေါ်ကပတ်စံလိုချင်နေဆိုရင်ဒီအချက်ကိုလုံးဝအခြေခံအနေနဲ့ number 1အရေးကြီးဆုံးအချက်ပေါ့နော်လုံးဝသိထားဖို့လိုအပ်တယ် အကျွန်တော်ပရမယကတော့ကျွန်တော်တို့ရဲ့ပေ့ဒီမှာပေါ့နော်ဗီဒီယိုတွေတင်တဲ့တပ်ပေါ်နေပို့တွေတင်တာကိုထိရောက်မှုမရှိဘူးဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတာကိုနံပါတ်1နေနဲ့ဗီဒီယိုတစ်ပုဒ်တင်မိတာလားရှိတယ်အဒီနေ့တော့ဒါအဲဒါလေးပေါ့နော်နံပါတ်1အရေးကြီးဆုံးအတချို့ကြောက်လဲကိုယ့်ရဲ့ Facebook ပေ့မှာ monetization ရက်သွားတယ်ဘာကြောင့်ရက်သွားတယ်ဆိုတာကိုတချို့တော်တော်များများမသိဘူးပေါ့နော်အဒါလေးတွေကိုကျွန်တော်အခြေခံနေနဲ့အဲတနေ့နေ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 ပေါ့နော် share လုပ်ပေးမယ်ဒီနေ့တော့ဒါကျွန်တော်တို့ Facebook ပေ့မှာ monetization ရက်သွားရင်ဘာကြောင့်ရက်သွားတာလဲပေါ့နော် အဒီလိုမျိုးဧရာလေးရက်သွိုင်းဟောယူရလားပြန်ပြီးတော့ကောင်းနိုင်လားမကောင်းနိုင်လားပေါ့နော်အဲအယူခံနေပါယူလို့အဆင်ပြေလားမပြေလားပေါ့နော်ဒီနေ့ဒီဗီဒီယိုလေးမှာအရေးကြီးဆုံးအချက်ပြည့်တဲ့အတွက်ညွှန်ပြပေးပါပေါ့နော်အဲဒီ၃ချက်နဲ့ကျွန်တော်အဲထင်တာမြင်တာဖြစ်အောင်ကျွန်တော်ပြပေးမယ်ပေါ့နော်အဲဒီ၃ချက်နဲ့โอเคဒါဆိုရင်ကျွန်တော်ဒီဘက်အဆွန်ဆုံးတစ်ချက်ကိုလာလိုက်မယ်ဒီဘက်အဆွန်ဆုံးတစ်ချက်မှာကျွန်တော်ရဲ့မိတ်ဆွေကြည့်လိုက်အဲဒီမှာအဲသူက quantum monetization နဲ့အောင်းထားပြီးသွားပြီဘောနဲ့လည်းအောင်းထားတယ်ဗျအဲဒီကောင်က instant area တို့ ရူရတော့မအောင်သေးဘူးနော်အစတာအောင်ထားပြီးစားမစတာအောင်ထားတဲ့ secretion quantum monetization ဘောနဲ့တကအောင်ထားပြီးစားပဲနော်အခုအတိတ်ရောက်သူကအောက်ကိုရောက်သွားတာပေါ့နော်ရူရနဲ့ instant area တော့မပါလာတော့ဘူးနော်โอเคဒါကတော့သူရဲ့ပြောင်းလဲမှုဖြစ်တယ်တော့နော်သူကတော့အောင်ထားပြီးစားโอเคဒါဆိုရင် DA တကဘာကြောက်ကြတာဒီမှာဘန်ပုံလေးလဲပေါ်နေတယ်နော်ကျွန်တော်တို့ဘန်ပုံလေးတွေကတော်တော်များများပေါ်နေကြတာတွေကအဲတော်တော်များများပေါ်တယ်ပေါ့နော်ဒါပေမဲ့ပေါ်ပုံပေါ်နီးကမတူဘူးနော် အဲတစ်ချက်ကြည့်ပုံပုံလေးလေးတွေကမတူဘူးအဲဒိတ်တန်းလေးပေါ့နော်အဒီ Facebook page ကကွန်နက် monetization နဲ့အောင်ထားပြီးသွားပြီဗျာအဲအကုန်လုံးအောင်ထားပြီးသွားပြီပေါ့နော်အဲဘာကြောင့် monetization ရက်သွားတာလဲဒီ page ကဒါလေးကဘာဖြစ်လို့ဝါနေတာလဲဒီဘဏ်ကဘာကြောင့်နေနေတာလဲပေါ့နော်အဲဒါလေးကိုနံပါတ်၁ရှင်းပြပေးမယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကအဲဒီမှာဒီဝါလာလေးပေါ့နော်ဒီ view ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်โอเคနှိပ်လိုက်ရင်ဒါ monetization ရက်သွားပြီပေါ့နော်ရက်သွားပြီဆိုရင်တချို့ကျတော့ဒီအောက်ကမပါဘူးဒါကျွန်တော်ကအယူခံယူထားပြီးသွားပြီနော် အဒီအောက်ကမှပေါ်ဒီအောက်မှလည်းဒီလိုမျိုးအပြာလေးနဲ့ပေါ်နေတယ်အဒီအဲဒါကဘာကြောင့်ကြာတာလဲဆိုရင်ကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေကြောင့်မဟုတ်ဘူးတင်တဲ့ပို့တွေကြောင့်မဟုတ်ဘူးဘာပေါ်လစ်စီကြောင့်မှမဟုတ်ဘူးအဲသူ့ရဲ့အဲဒါကအရန်ကိုအရေးကြီးတဲ့ချက်ပေါ်တော့ဗျာဒီချက်ကဒါပေးရောက်ပေါ်တော့အဲပေးရောက်အက်ဒမင်မှာသွားပြီးတော့အဲဒါသွားဖြစ်သွားတာ issue ဖြစ်သွားတာပေါ့နော်အဲပေးရောက်ဒီပေးမှာချိန်ထားတဲ့ပေးရောက်မှာသွားပြီးတော့အပိတ်ခံထိတာဖြစ်တဲ့အတွက်ဒီပေးကအော်တိုပိတ်သွားတာအဲဒီပေးက monetization အောင်ထားတဲ့ပေးပဲဘာပြစ်ချက်မှမရှိဘူးဗီဒီယိုကြောင့်ပုံကြောင့် တင်ထားတဲ့ပို့တွေကြောင့်ဘာပြစ်ချက်မှမရှိဘဲနဲ့ဒီပေးမှာချိတ်ထားတဲ့ပေးရောက်ကိုသွားပြီးတော့အဲဒါသွားထိတာဖြစ်တဲ့အတွက်ဒီပေးကရက်သွားတာပေါ့နော်ဒီလိုမျိုးရက်သွားပြီးဆိုရင်ဒီအကောက်ကလုံးဝအယူခံလဲယူလို့မရတော့ဘူးဘာမှလုပ်လို့မရတော့ဘူးအဲဒါပေမဲ့လုပ်လို့ရတာတခုရှိတယ်အဲ့ဒီကျသွားတဲ့ပေးအောက်အဒမင်အကောက်ကိုပေါ့နော်သွားပြီးတော့ပြန်ဆဲအရောင်းသွားလို့အဲဒီပေးအောက်ကတော့ဘာဖြစ်လို့ဘလို့ဖြစ်သွားတာလဲဆိုတော့တစ်ချက်ထက်ကြည့်မယ်နော်အဲဒါလေးကတော့ကျွန်တော်ကနှိပ်ထားတာဖြစ်တဲ့အတွက်အဲဒီလိုမျိုးမေးသွားတယ်ခဲတန်းကဒီနားမှာပြနေတယ်ပေါ့နော် โอเคဒါဆိုရင်ဒီပေါ်ကအပြာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်ဒီလိုမျိုးလေးထပ်ပေါ်လာမယ်ထပ်ပေါ်လာမယ်ဆိုရင်အခုကျွန်တော်များထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်ဒီလိုမျိုးလာပေါ့ဒါကတော့အဖြေလုံးဝရှင်းရှင်းပြပေးပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါ policy ထိသွားတယ်ပေါ့เนาะ policy ဘာကြောင့်ထိတာလဲအောက်မှာတော့တချောင်းပေါ်တယ်တချို့ကြတော့တချောင်းလည်းပေါ်တယ်အဲဘာဖြစ်တယ်ဘာဖြစ်တယ်ပေါ့เนาะဒီနေရာမှာတော့တောင်းနေတဲ့အဲအဲ့ဒါကမတူဘူးပေါ့เนาะဒါဆိုရင်ဒီပုံမှာလည်းကြည့်လိုက်ထိတာပဲဒါเนาะချိန်ဆမှုမရှိတော့ဘူးဆိုရင်โอเคဒီမှာ तू ကလည်းထပ်ထပ်ပြီးတော့ပြောတာပဲ အဲ့ဒီမှာကျွန်တော်တို့ရဲ့ pay out မှာ pay out ကိုပေါ့နော်ဒါ ID verify ပြန်လုပ်ခိုင်းတာအဒီ ID verify ဒီလိုမျိုးလုပ်ခိုင်းတာကဒါကျွန်တော်ရဲ့မရှိက ID verify ကိုမလုပ်ရင်ဘာဖြစ်လဲမလုပ်လည်းပိတ်တယ်ဗျာအဲလုပ်ရင်ရောဘာဖြစ်လဲလုပ်ရင်လည်းပိတ်တယ်သူကအရှင်းနေတာပဲ ID verify ကိုလုံးဝဖြည့်ပေးမှရမယ်အမဖြည့်ပေးရင်တော့သူကပိတ်မှာပဲရက်60အတွင်းလုပ်ပေးရတယ်ပေါ့နော်အဲဒါကသူလုံးလိုက်တာဒါပိတ်သွားလားမပိတ်လားတော့ကျွန်တော်လည်းမသိဘူးနော်ဒါ personal ရအဲသူ့ရဲ့အပေးကိုတော့ကျွန်တော်မဆက်စုဘူးဒါပေမဲ့ sharing နေနဲ့မျှဝေပေးတာဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ဒီအဲ့ဒါကဒီ Facebook page မှာဘာပြစ်ချက်မှမရှိဘဲနဲ့ Facebook page နဲ့ချိန်ထားတဲ့ payout မှာပြစ်ချက်သွားရှိတာဖြစ်တဲ့အတွက်ဒီ Facebook page မှာ income က auto ရက်သွားတယ်ဒါကြောင့်ဒီဒီ payout ကိုပေါ့နော်ရောင်းလို့ရမယ်တကယ်လို့ disable ကျသွားပြီဆိုရင်တော့မရဘူးဝင်ဒါတို့စာတွေတင်မဲ့တိတ်ချအယူခံပြန်ယူပြီးတော့လို့ရမှာပေါ့နော်အဲဒါကြောင့်ဒီတစ်ချက်ကကျွန်တော်ရင်းမွှေလုံးဝတည်ထားဖို့လိုတဲ့နံပါတ်1ချက် ပေါ့နော်ကျွန်တော်တို့ Facebook Pay မှာသွားချိတ်မဲ့ Payout က ဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုကျွန်တော် sharing လုပ်ပေးတာနော်အဲ Facebook ပေးအောင်မှာကျွန်တော်တို့ဟာပေးမှာဘာဖြစ်ချက်မှမရှိဘဲနဲ့ပေးအောင်မှာ error ထိတာနဲ့ဒါပေးမှာပါလာပြီးတော့ထိခိုက်တယ်ဆိုတာကိုကျွန်တော် sharing လုပ်ပေးတာပေါ့နော်အဲဒီပေးကိုကျွန်တော်တစ်ချက်ကြည့်ပေးမယ်ဒီပေးကနီနေတာလည်းမဟုတ်ဘူးဝါနေတာလည်းမဟုတ်ဘူးလုံးဝပေးကအားလုံးက okay တယ်နော်အဲ့ဒီပေးလို့ဒါကျွန်တော်တစ်ချက်စစ်ပြပေးမယ်ဒီဖိအောင်တစ်ချက်ကြည့်လိုက်အပါပြချက်မှမရှိဘဲနဲ့သူ့ပေးတွေကတကယ်တမ်းကပေးကဝါနေတာမဟုတ်နော်လုံးဝပေးကစိမ့်နေနော်အဲ့ဒီမှာပေးကစိမ့်နေ အရိုကမန်ဒေးရှင်းလဲစိတ်နဲ့ကျွန်တော်တို့မော်ဒီတိုင်ဇေးရှင်းကတော့ limit တားထိသွားတာပေါ့နော်အဒါနီတာကတော့ pay out အက်ဒမင်ကနေနေတဲ့အတွက်ဒါကတော့ပြဿနာမျိုးသူကဒီလိုမျိုးဒီလိုမျိုးအနေထားပြမှာပေါ့နော်အဲဒါဆိုရင် pay ကလုံးဝစိတ်နဲ့ recommendation နဲ့ကောင်းတယ် modernization limit ထိသွားတာအဓိကမှာ pay out info ကြောင့်ပေါ့နော်အဲသူကလည်းအဖြေကိုရှင်းရှင်းပြပေးတာပြီးစားပေါ့နော် okay ဒါကြောင့်ကျွန်တော်တို့ Facebook pay မှာချိန်မဲ့ pay out တစ်ခေါက်ကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုဒါကျွန်တော် share နဲ့လုပ်ပေးတာပေါ့နော် အဲ့ဒါကတော့တစ်ပေါ့နော်โอเคဒီအလဲကလည်းထိုးနီးသူ့ပဲအဒီအလဲကဒီနေရာမော်နီတာတေးရှင်းရက်နေတယ်ရက်နေတဲ့နေရာကိုဒီနေရာကိုတစ်ချက်နှိပ်လိုက်โอเคနှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ခုနကသွားတဲ့ကျွန်တော်များထောက်ထားတဲ့နေရာလေးကိုပဲတစ်ချက်နှိပ်လိုက်အဲသူ့မှာလည်းထိုးနီးသူ့ပဲဒီမှာအဲ့တူလေဒါဆိုရင်ဒီပေးရောက်ကောက်ကဒါကျွန်တော် disable ကျသွားတာလားကျွန်တော်ပြောသူပေါ့နော်ပေးရောက်ကောက်ကပြတ်သွားတာလားဘာဖြစ်သွားတာလဲမသိဘူးပေါ့နော်ဒါကတော့ အဲပေးရောက်ထိတဲ့ပုံမှာလည်းမူတည်ပြီးတော့ဗောနော်ဒါကြောင့်ကျွန်တော်တို့အဲ Facebook Pay တစ်ခုကိုဒါကျွန်တော်ဝယ်တော့မယ်ဆိုရင်အဲသူ့နေရာလေးကိုကျွန်တော်တစ်ချက်ပြန်ပြန်စစ်ပြမယ်နော်အဲသူကဘာအောင်ထားလဲဆိုတော့သူကဘောနပ်ပဲအောင်ထားရည်ဗျာအဲဒီ Pay လေးကဗောနော်အဘောနဲ့အောင်ထားတာကိုအဲသူကဒီလိုမျိုးပိတ်ပလိုက်တယ်ပေးရောက်အဲ့ဒါကြောက်ပဲဗောနော်အရှိရဒီဘက်ကောင်နဲ့အတူတူပဲအဲဒီမှာဒီကောင်နဲ့အတူတူပဲဗောနော်အဲ့ဒါကြောက်ကျွန်တော်တစ်ချက်ဒီနေရာမှာ sharing လုပ်ပေးချင်တာကအဓိကကအရန်ကြီးရေးကြီးဆုံးကပေးရောက်ပဲဗောနော် အခုနောက်ပိုင်းပေးရောက်တွေကတော်တော်များများဟိုဒါအဲအဲ့ဒါကြီးတက်လာတယ်ပေါ့နော်ဒါကြောင့်ပေးရောက်တစ်ခုကိုစပြီးတော့ကျွန်တော်တို့ကတီဆောက်တော့မယ်ပေးရောက်တစ်ခုကိုစပြီးတော့ဖွင့်တော့မယ်ဆိုရင်အဲပေးရောက်ကိုကိုပိုင် ID ကကိုပိုင်ဘန်းကိုပိုင်ကိုဟာမမဟုတ်ဘူးဆိုရင်တခြားတွေငားမလုပ်ပါနဲ့တခြားတွေငားမထည့်ပါနဲ့ကိုပိုင်မဲ့လုပ်ပါလို့ကျွန်တော်ကအကြံပေးချင်တယ်အဲ့တကယ်လို့အဲ့ဒါပြန်တောင်းရင်ကိုပိုင်ဆိုရင်ကိုရဲ့မျက်နှာလေးပြပေးရမယ် ကျွန်တော်တို့ပြန်တောင်းတဲ့ခါမှာကိုယ့်ရဲ့မျက်နှာကိုပြပေးမယ်အကိုယ့်ရဲ့ ID card ပေါ့နော် payout card ကိုပြပေးမယ်ဘဏ်ကိုပြပေးမယ်ဘဏ်ရဲ့ statement နဲ့ဘဏ်နဲ့တွဲထည့်မယ်အဲဒါဆိုရင်ကျွန်တော်ဒီ verify ကဒါပြန်တောင်းလို့ရတယ်ပေါ့နော်ဒါက verify မှန်မှန်ကန်မဲ့ဖြစ်လိုက်ရင်လုံးဝတိတ်ဆိတ်ပဲကျသွားတာမျိုးတွေပေါ့နော်ဒီ error ကတော့ဒါအဲဒီလိုမျိုး payout error ကတော့နောက်ပိုင်းဘယ်လိုပြောမလဲအကျွန်တော်တို့လည်းပြောခဲ့ဘူးလားတွေတော့ရှိတယ်ပေါ့နော်အဲ Facebook ပြောင်းလဲမှုတွေ update တွေရှိတယ်ပေါ့နော်အဲဒါမျိုးတွေကြာရင်တော့ပြန်ရရင်ရနိုင်တယ် ဒါပေမဲ့ပြန်ရဖို့ဆိုတာကလည်းသူ့ရဲ့အဓိကလည်းဘယ်နှခုနှစ်မှလာမယ်မသိတယ်ကျွန်တော်တို့ထိုင်ဆောက်လို့မနိုင်ဘူးပေါ့နော်အဲဒါပေမဲ့မဖြစ်အောင်တော့ဒါကာကွယ်ဖို့လိုတယ်ဒါကြောင့် pay out တစ်ခုကိုကျွန်တော်တို့ကချိတ်ဆက်တော့မယ်ဆိုရင်မမကန်ငလုတ်ပါကိုပိုင် ID ကိုပိုင် bank ကိုဟာမှမဟုတ်တခြားဘူးကလည်းမလုံးနေပေါ့နော်အဲကျွန်တော်ကတော့အကြံပေးတယ်အဲဒါကနံပါတ်1အရေးကြီးဆုံးချက်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီဘက်စွန်သေးတော့ဒါဒါကတော့ကျွန်တော်ရဲ့ pay ပဲဗျဒီပေးကအခုတင်နေတဲ့ပေးပဲပေါ့နော်ဒီပေးမှာဘာဖြစ်ချက်ရှိလဲဆိုတော့ဘာဖြစ်ချက်မှမရှိဘူး အဗီဒူတွေလည်းကျွန်တော်ရဲ့ contact ထိတာဘာစည်းကမ်းလည်းမလည်းမထိထားဘူး okay ဒါဆိုရင်သူ့မှာကဘာအောင်ထားလဲဆိုရင်ဒီ star တခုပဲအောင်ထားတယ်ဗျာအဲဒီ star တခုဒီ page ကဒါကျွန်တော်ဝယ်ထားတဲ့ page အဲ follower တပေါင်းကျော်လောက်ကဝယ်ထားတာဝယ်ထားတော့ဝယ်လိုက်တုန်းကပါလာတာ star လေးပါတယ်ဗျာအ star လေးကလည်းသူ့ဘောင်ချိတ်ထားပြီးသားပေါ့နော်အဲသူ့ဘန်နဲ့သူချိတ်ထားတာဆိုတော့အဲ့ဒီချိန်ကားပေါ့နော်ကျွန်တော်ဝယ်တဲ့ချိန်ကားဒီလိုမျိုးစည်းကမ်းတွေကလည်းပြောင်းလဲမှုမရှိဘူးလေဗျာအဲကျွန်တော်တို့ စတားမှာကပေးအောင်တစ်ခုချိန်လို့ရတယ်အဲဘောနက်တို့ရီယယ်အင်စတေးအဲတွေကပေးအောင်တစ်ခုဒီလိုမျိုးပေးအောင်တွေကိုခွဲပြီးလိုက်ချိန်လို့ရတယ်ဗျအရင်တုန်းကပေါ့နော်အဲ့ဒါကျွန်တော်လည်းဝယ်လိုက်တယ်ဝယ်လိုက်တော့ပေါ့နော်ကိုမောင် run မယ်ပေါ့အခုနောက်ပိုင်းကျွန်တော်ပြန် run တော့ပေးလေးကလည်းထောင်တက်လာတယ်ဒါပေမဲ့သူ့မှာကစတားကအောင်ထားပြီးသားအောင်ထားပြီးသားဆိုပေမဲ့အခုမှအောင်တော့ဦးဖြစ်သွားတယ်စတားကโอเคဒါကြောင့်ရင်စတားကစတားတော့ကြာသွားတယ်ဆိုတော့တော်တော်အခြေအနေဆိုးတော့မှရှိပေါ့နော်အဲကျွန်တော်တင်တဲ့ဗီဒီယိုတွေဆိုရင်ဒါကိုယ်ပိုင်ဗီဒီယိုတွေပဲစတားကကြာစီအောင်အကြောင်းမရှိဘူးပေါ့နော် အဲဒါပေမဲ့လေမရဘူးဘာကြောင့်ဒီစတားကျသွားလဲဆိုတော့တစ်ချက်တက်ကြည့်မယ်နော်အဲဒါဆိုရင်ဒီမှာအပေကတကယ်တမ်းကမဟုတ်အောင်နော်ပေကအစိမ့်မဲ့ तू က limit ထိတာလို့ဝါနေတာဒါဆိုရင်ဒီ views ရနေရာလေးကိုတစ်ချက်နှိပ်အဲဒါကတော့ကျွန်တော်ရဲ့ပေပဲဒီမှာ तू ကလည်းစတားကျနေတယ်ဗောနော် okay ဒါဆိုရင်ဒီနေရာလေးကိုတစ်ချက်နှိပ်မယ်အဲပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေရာလေးကိုတစ်ချက်နှိပ်အဲနှိပ်ပြီးရင်ဒီမှာကြည့်အဲဒီပေးအောက်ကဒီမှာသူ့လဲအဲသူ3ချက်ကပေးအောက်အဲဒါကြောင့်ကြတဲ့3ချက်ကြီးပဲเนาะအတူတူပဲဒီမှာလဲကြည့်လိုက် အဲ့ဒါတော့ဒီဟိုကတော့တူနေတယ်နော်ဒါဆိုရင်ကျွန်တော်တို့ပေးရောက်ကဒါအဲ့ဒါကြက်သွားတာကျွန်တော်ဝယ်တဲ့ပေးမှာအပါလာတုံးကစတားလေးတစ်ခုပဲပါလာတယ်ဗျာဝယ်တုံးကစတားလေးတစ်ခုပါလာတယ်ဝယ်လိုက်တယ်စတားကပြဿနာမရှိဘူးဗောနော်အဲ့ဒီစတားကလည်းသူ့ရဲ့ပေးအောင်နဲ့ချိန်ထားပြီးသားကျွန်တော်ကဘောနက်တွေဒူရဲ့ instant ရဲ့တွေဗောနော် CN တွေကိုမျှော်ပြီးတော့ဒီပေးကိုဝယ်လိုက်တယ်အရင်တုန်းကပြောတာဗောနော်အဲဝယ်ထားပြီးတော့အစတားကအခုလုံးဝဒါအခုလိုမျိုးပါနော်သူရဲ့ပေးအောက်ကိုဒါသွားပြီးတော့အဲ့ဒါကြာသွားတယ်ဒီစီပဲကြာနေကြာမယ်အဲ့ဒါကြာနေကြာမယ်ပေါ့နော်ကြာသွားတာဖြစ်တဲ့အတွက် ကျွန်တော်ကဝယ်ထားတာဒီစတားလောက်ပဲဆိုတော့ကြာထားတာဖြစ်တဲ့တည်းပဲကျွန်တော်ဒီမှာလာပြီးစတားကအပိတ်ခံထိသွားတယ်အစတားပိတ်ခံထိတာစတားတစ်ခုလည်းပိတ်ထားတာကပြဿနာမရှိဘူးနောက်ထပ်ကျွန်တော်မှာကိုနဲ့မော်နီယားဆက်ပေါ်ဖို့တဲ့လမ်းကြောင်းကမပေးတော့ဘူးဗျာဒါကြောင့်ကျွန်တော်ရဲ့ပိတ်မှာကျွန်တော်တင်နေတာကဒီပိတ်ကတင်းတာတင်းနေတာတင်မိုးကြီးဖြစ်သွားပြီပေါ့နော်အဲဒါကြောင့်ဒါလေးတွေကကျွန်တော် share နေနေမျှဝေပြတာနော်အဲပိတ်ဝယ်တော့မယ်ဆိုရင်တစ်ချက်တည်းတာအော်ဒီပိတ်လေးကစတားလေးအောင်လာတာပဲကွာ အနောက်စီရန်ပေါ်လာရင်တော့ငါရဲ့ပေးအောင်နဲ့ချိတ်ဆက်မှာပဲဆိုပြီးတော့စိတ်ကူးမရင်နဲ့နော်အဲမရဘူးအဲဒါလေးက share လင်းလုပ်ပေးတာဒါကြောင့်ကျွန်တော်တို့ပေးတစ်ခုဝယ်မယ်ဆိုရင်ဘာမှချိတ်ဆက်မထားတဲ့ပေးမျိုးကိုဝယ်အဲတစ်ခုခုစတားလေးချိတ်ဆက်ထားတာတော့မရဘူးနော်ဒါကျွန်တော်လက်တွေ့ပြပေးတာနော်ဒီပေးကဒါကျွန်တော်ကိုပိုင်ဗီဒီယိုတွေကြီးပဲရောင်းနေတဲ့ပေးဘာပြစ်ချက်မှကိုမရှိတဲ့ပေးဗျာဒီပေးကဒါဒါကျွန်တော်ရဲ့ပေးကျွန်တော်ကိုယ်တိုင်ရောင်းနေတဲ့ပေးပဲအဲဒါတော့မှပဲကျွန်တော်ပြကြည့်ပေးကလုံးဝစိမ့်နေနော်အဲလူလဲကြည့်တယ်ဒါပေမဲ့ တော်တော်လေးဆိုးသွားတဲ့အခြေအနေကကြည့်ပါလားဘာဖြစ်ချက်မှမရှိဘူးဗျာကျွန်တော်ရဲ့ပေကျွန်တော်တော်တော်နှမျောသွားတယ်ဒီမှာကြည့်အတန်းနမူနာနေနဲ့ကျွန်တော်ပြပေးတာနော်ဒါလေးကသင်ငန်းစာတွေနော်ဘယ်နေရာမှာသွားလိုက်ဝယ်လို့မရဘူးဒီသင်ငန်းစာတွေကဒီမှာကြည့်နော်အဲဘာဖြစ်ချက်မှမရှိဘူးရှိတာကတော့ limit မှာလာတိသွားတယ်ဗျာ monetization အဲဒီ star အောင်တဲ့ပေလေးတစ်ခုကိုဝယ်လိုက်မိတယ်ဝယ်လိုက်ပြီးတော့အဲဒီ star လေးကအဲသူ့အချိတ်တာသူ့ရဲ့ account တွေမှာ အဲဒီစီဘဲသွားပေးရောက်မှာပေးရောက်ကောင်းနော်ပေးရောက်ကောင်းမှာဒီစီဘဲသွားကြနေကျွန်တော်ရဲ့ပေးပါပါလာပြီးတော့ပိတ်ခံတည်တယ်ငွေရှာဖို့လဲလမ်းကြောင်းကထပ်မပေးတော့ဘူးပေါ့နော်အဲဘယ်နှခုနှစ်မှပေးမလဲတော့မသိဘူးအဲဒါလေးကိုတော့အဲမျော့လဲမျော့လင့်ချင်တယ်အရှင်းဆုံးပြောရင်ဒီပေးကိုလဲမသုံးချင်တော့ဘူးအဲ့ဒီလိုမျိုးစိတ်တိုင်းကြလာနောက်တော့ပေးတစ်ခုထပ်ဖွင့်ချင်လာတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒါကျွန်တော်ရဲ့အတွေ့အကြုံတွေရှယ်ရင်းလုပ်ပေးတာပေါ့နော်အဲပေးဝယ်တော့မယ်ဆိုရင်ပေးမှာဘာမှမချိတ်ဆက်ရသေးတဲ့အဆက်ပေါ်နေတဲ့တန်းလန်းကိုဝယ်ပါလို့ကျွန်တော်ကတော့အကြံပေးတယ် အဲနောက်တစ်ချက်ကကျွန်တော်တို့ပေးရောက်အဲရှောက်တော့မယ်ပေးရောက်ခုချိတ်တော့မယ်ဖွင့်တော့မယ်ဆိုရင်လည်းအရန်တန်းပြီးတော့ဗောနော်အဲကျွန်တော်တို့မလုပ်ဖို့လဲကျွန်တော်အကြံပေးတယ်လုံးဝဗောနော်တီးတဲ့တက်တဲ့လူတွေကိုစားပေးအပ်ပြီးတော့ချိတ်ပါအဲနောက်နောက်မှနောက်တိုင်းရရင်တိတ်ပြီးတော့အဆင်မပြေဘူးဗောနော်အဝယ်မယ်ဆိုရင်လည်းဘာမှမပါတဲ့ဟာကိုဝယ်ပေးရောက်ချိတ်မယ်ဆိုရင်လည်းကိုပိုင် ID ကိုပိုင်ဘန်းကိုပိုင်အမှန်ကန်ကိုကိုမှမဟုတ်ဘူးဆိုရင်ဗောနော်လုံးဝပေးရောက်မဖွင့်နဲ့ပေးရောက်မချိတ်နဲ့ အပေါ်နေတဲ့တန်လန်းလေးတွေပဲထားထားပါလို့အဲကျွန်တော်ကတော့အကြံပေးချင်တယ်ဟုတ်ကဲ့ပါအဲဒီနေ့ကတော့ဒါကျွန်တော်တို့ Facebook ပေါ်ကပတ်စံရှားချင်လဲဆိုရင်ဒီ chat ကအခြေခံနေနဲ့လုံးဝတိတာတင်တဲ့အချက်တစ်ချက်ပေါ့နော်အဲအခုလိုမျိုးကျွန်တော်တနည်းနည်းနည်းပေါ့နော်အဲ Facebook policy စီကံလေးတွေကိုလည်းအဲ share လုပ်ပေးမယ်အဲ copyright အကြောင်းလေးတွေပေါ့နော်နည်း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 တနည်းနည်းနည်း share လုပ်ပေးမယ်အဲကျွန်တော်ရဲ့ video ကတော့ရှင်းရင်တော့ရှင်းနေမယ်ဒါပေမဲ့နားလည်အောင်ကျွန်တော်ထပ်ခါထပ်ခါရှင်းပြပေးတာဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီပြလေးကကျွန်တော်မိတ်ဆွေအတွက်အကျိုးရှိတဲ့ကြိုင်းနှစ်တက်တဲ့သဘောကျတယ်ဆိုရင်လည်းတငယ်ချင်းတီအောင် share ပေးဖို့လည်းကျွန်တော်အခုကြီးတောင်းပေးရစီခင်ဗျာဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်